Hello အားလုံးမင်္ဂလာပါတီချေရှင်ပါရှင်အဲတော့တီချေတို့အရှိကဗီဒီယိုလေးတွေမှာเนาะထောင်လီသိတိတသမဂိမ်းလေးတွေရဲ့ဖွဲ့စည်းပုံနေပြောင်းလဲခြင်းနေအဲ့ဒါတွေအကုန်လုံးကိုလေ့လာခဲ့ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့တီချေတို့ဒီနေ့ဗီဒီယိုမှာကျတော့တသမဂိမ်းများမြောက်ချင်းနဲ့စားခြင်းဆိုတဲ့အပိုင်းကိုပြောကြမယ်အဲ့ဒီအထဲကမှမှာတီချေကတော့တပိုင်းတပိုင်းစီလုတ်သွားမှာပါเนาะဟုတ်ပါပြီဒါဆိုလို့ရှိရင်တအားသမလို့ရင်တို့တွေအရှိကအတန်းဒီမှာတိခေရိသားလေးတွေကိုပြန်နှွေးကြည့်ကြရအောင်เนาะအဲ့တော့တီချေဒီပုံစံလေးဖတ်ကြပါမယ်ရှင်ဘူးတပူးတွင်အချို့ရေ နှစ်လီတာရှိသည်ဘူးလေးဘူးတွင်အချိုရည်လီတာမြညာရှိသည်။ဒါတို့တမလို့ရေးတိကျမှာအချိုရည်ရှိပါတယ်။တဘူးမှာဘလောက်လီတာရှိပါသလဲ နှစ်လီတာအဲ့ဒီလိုမျိုးအချိုရေဘယ်နှဘူးလဲဟိလေးဘူးဖြစ်ပါတယ်နော်โอเคဒါဆိုလို့ရှိရင်ဒီချေတို့ဒီစုစုပေါင်းအချိုရေအားလုံးဘယ်နှလီတာရှိလဲဆိုတာကိုသိချင်တယ်စုစုပေါင်းပမာဏကိုသိချင်ပါတယ်တဘူးချင်းစီမှာလည်းတူညီရဲ့ပမာဏတွေကရှိပါတယ်ဒါကြောင့်မလို့ဒီချေတို့ကမြင်းမပြပုံလေးဆွဲပြီးတော့မှညီမချင်းလေးဖော်ထုတ်ကြမယ်ဟိအဲ့တော့ချေတို့မြင်းမပြပုံဆွဲလိုက်ပါပြီအပေါ်မြင်းလေးကအချိုရေပမာဏအောက်ကမြင်းလေးကအချို့ ဘူးအရေးအတွက်ဖြစ်ပါတယ်အဲ့တော့ဒီကျဲတို့ဘူးတဘူးမှမရှိရင်တော့ချိုးရီတဘူးမှဒသမမရှိပါဘူးပေါ့နော်အဲ့တော့တဘူးမှဒီကျဲတို့ဘယ်နဲ့လီတာရှိလဲ1လီတာရှိပါတယ်လေးဘူးမှဆိုလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတော့ကိုသိချင်တယ်ဒီကျဲကတော့ဒီနေရာလေးမှာ question mark တွေလောက်ထားပါမယ်ရှင်အဲ့တော့ question mark လေးရှိရဲ့ဘက်ကိုဒီခြေကအများကောင်ကလေးဆွဲလိုက်ပါမယ်เนาะအဲ့ဒီအတိုင်းပဲသူကလည်း question မလေးရှိတဲ့ဘက်အချမ်းကိုပဲညာကောင်းကလေးဆွဲလိုက်ပါပြီအဲ့တော့သားတို့သမီးတို့ရေတစ်ကနေပြီးတော့၄ဖြစ်သွားတယ်ဘဏ္ဍဆဖြစ်သွားပါတယ်လေ၄ဆဆိုတော့အမြောက်လေးထို့တူပဲအဲ့ဒါဆိုရင်အပေါ်ကလည်းဘဏ္ဍဆဖြစ်သွားမှာလေ၄ဆဖြစ်သွားပါမယ်1လီတာဘဏ္ဍဆလည်း၄ဆဒါကြောင့်မလို့ဒီမြေမှန်ကြပုံကနေပြီးတော့ဒီချေရူညီညာချင်းလေးထွက်လာပါပြီဘာလေးလဲဆိုတော့နေအမြောက်၄အညီဘလောက်လဲဟုတ်ပါပြီအဲ့တော့ညီညာချင်းရေးကြရအောင်နေအမြောက်၄အညီဘလောက်လဲအရွန်စုစုပေါင်းရေးအတွက်ကိုလိုချင် င်းရဲ့တဘူးမှာရှိတဲ့အရေးအတွက်ကိုဘူးရေအတွက်နဲ့မြောက်ကြရတာပေါ့အဲ့တော့သားတို့တမလို့ရေ2လေးလီရှစ်ဒါကြောင့်မလို့ဒီချေရုံးမှာအချိုရေလီတာဘူးလေးဘူးမှာအချိုရေလီတာဗနက်လီတာရှိမလဲ8လီတာရှိပါတယ်ရှင် โอเคအဲ့ဒါဆိုလို့ရှိရင်နားကြည့်ကြရအောင်ဒီကျေရုကစုစုပေါင်းချိုရီပမာဏကိုလိုချင်ရင်ဒီအောက်ကဆက်သွယ်ချက်ကိုအသုံးပြုပြီးရရှာပြရမယ်နော်အဲ့တော့တပူးမှရှိရပမာဏကိုဘူးရည်အတွက်နဲ့မျှရင်စုစုပေါင်းပမာဏရပါမယ်ရှင်ဒါလို့သမလို့ကဒါလေးကိုတည်တည်ကြကြလေးမှတ်ထားပေးပါပြန်ပြောပါမယ်စုစုပေါင်းပမာဏကိုလိုချင်ရင်တပူးမှရှိရပမာဏကိုဘူးရည်အတွက်နဲ့မျှရပါမယ်နော်ဟုတ်ပြီရှင်အဲ့ဒါဆိုလို့ရှိရင်ဒီကျေရုအဓိကမိခွန်းနံပါတ်6သွားကြရအောင်ပါ အသီးဖြော်ရည်ဘူးတပူတွင်အသီးဖြော်ရည်1 3.2လီတာ ရှိသည်အသီးဖြော်ရည်ဘူး၄ဘူးတွင်အသီးဖြော်ရည်လီတာညီများရှိတယ်နီးတို့တွေ့ရမည်ကိုစဉ်းစားမည်ဒါတို့တမလို့ရည်ဒီချက်မှာအသီးဖြော်ရည်ဘူးရှိပါတယ်တပူးမှာဘလောက်လီတာရှိပါသလဲဘလောက်လီတာထည့်ထားပါသလဲ3.2လီတာအဲ့ဒီလိုမျိုးပတိချော တိဖြော်ရေးဘူးဘယ်နှဘူးလဲဟိ၄ဘူးဖြစ်ပါတယ်အဲ့ဒီ၄ဘူးမှာအတိဖြော်ရေးဘယ်လောက်ရှိလဲဆိုတာကိုတီချယ်တို့စဉ်းစားကြည့်မယ်တွက်ကြည့်မယ်နော်โอเคအဲ့ဆိုလို့ရှိရင်တီချယ်တို့က၄ဘူးမှာရှိရစုစုပေါင်းပမာဏကိုလိုချင်တာပဲဟုတ်ပြီအဲ့တော့မြင်းမပြပုံလေးဆွဲကြည့်ရအောင်အပေါ်ကအတိဖြော်ရေးပမာဏအောက်ကဘူးအရေးအတွက်ဟုတ်ပြီနော်အတိပြော်ရေပမာဏတော့တချေလို့လီတာနဲ့သတ်မှတ်မယ်အာဘူးရေအတွက်ကကြတော့ဘူးနဲ့ရေအတွက်မှာပေါ့နော်ဟုတ်ပါပြီအားဆိုရင်တဘူးမှာတချေလို့3.2လီတာ၄ဘူးမှာဆိုလို့ရှိရင်ဘလ ောင်လဲဟိ Okay အဲ့တော့ဒီမြင့်မှန်ကြပုံကနေပြညညချင်းလေးဖော်ထုတ်ပါမယ်ဒီချက်က question mark ရှိတဲ့ဘက်ကိုညကောင်းကလေးသွားပါမယ်အဲ့ဒီအတိုင်းဒီအောက်ကလည်းအာเนาะဒီအရှိတ်ဘက်ကိုညကောင်းကလေးညဘက်ကိုညကောင်းကလေးသွားပါတယ်ရှင် Okay အဲ့ဆိုအောက်ကိုအရင်ကြည့်ရအောင် တစ်ကနေပြီးတော့မှလေးဖြစ်သွားတယ်ဗနက်ဆာလည်းဟိလေးစာဆိုတော့အမြောက်လေးထို့သူပဲအပေါ်ကလည်းဒီချေတို့တုံညာတသမနှစ်ကဗနက်ဆာဖြစ်ရမှာလေလေးစာဖြစ်ရမှာပေါ့ဒါကြောင့်မလို့ဒီမြင်းမကြပေါ်ကနေပြီးတော့ညီမချင်းလေးရလာပါပြီရှင်အဲတော့ရေးကြရအောင်တုံညာတသမနှစ်အမြောက်လေးအညီဘလောက်လဲသရုသမီးဒီချေတို့အပေါ်မှာတော့တသမကိန်းမဟုတ်ပဲနဲ့အပြည့်ကင်းဖြစ်တဲ့အတွက်ကြောင့်မလို့အလွယ်တကူတွက်လို့ရပါတယ်အခုတွက်မှာကကြတော့ဗာလေးလဲဆိုတော့တသမကိန်းဖြစ်သွားပါပြီ โอเคအဲ့တော့ဒီညီမချင်းကိုမြန်မာပြပုံကနေပြောမဖို့တုတ်တတ်ဖို့ဆိုလို့ရှိရင်လည်းရပါတယ်ဒီချေတို့မှာပုံသိမ့်နေရှိရယ်လေစုစုပေါင်းပမာဏကိုလိုချင်ရင်တဘူးမှာရှိတဲ့ပမာဏကိုဘူးရည်တွင်နဲ့ညှောက်လိုက်မယ်အဲ့တော့တဘူးမှာရှိရဲ့ပမာဏက၃ညတက်သက်မှာ1ဟုတ်ပြီနော်ဘူးရီအတွက်ကဘယ်လောက်လဲ၄ဖြစ်ပါတယ်၄ဘူးပေါ့နော်ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်ဒီချေရူတွေကအခုကဒသမဂိမ်းနဲ့မြောက်အောင်မှာဆိုတော့ဘယ်လိုတွက်ရင်ကောင်းမလဲစဉ်းစားကြည့်ကြရအောင် ဟုတ်ပြီနော်ခဲ့ဒါဆိုရင်တငယ်ချင်းလေးစဉ်းစားတာလေးကိုပြောကြည့်ကြမယ်နော်တငယ်ချင်းနေနေရဘလို့အတွက်လဲဆိုတော့တုံညာတသမာ2တုံညာတသမာ2ဆိုတာကတသမာရဲ့အနောက်ကတနေရာဖြစ်တဲ့အတွက်ကြောင့်မလို့သူက7လီစိတ်ဗနစိတ်ရှိလဲပုံမူတည်ပြီးတော့တွေ့ပါတယ်အဲ့တော့7လီစိတ်ဗနစိတ်ရှိလဲဆိုတော့တုံညာတသမာ2မှာ7လီစိတ်2စိတ်ရှိပါတယ်ဒါကြောင့်မလို့တုံညာတသမာ2အမြောက်4မှာဆိုလို့ရှင်7လီစိတ် နှစ်စိတ်ကဘယ်နှခါရှိလဲဆိုတော့၄ခါရှိမယ်အဲ့ဒီနှစ်စိတ်ကို၄နဲ့မြောက်တဲ့အစိတ်အကြီးအတွက်ရမှာပေါ့နားလည်ပါသလားဟုတ်ပြီနော်โอเคကဲအားဆိုလို့ရှင်3ညတသမနှစ်အမြောက်၄ကဒီချေတို့ဘယ်လောက်ရပါသလဲဆိုတော့နှစ်အမြောက်၄ကိုအရင်တွေ့ကြည့်လိုက်ပေါ့ဟုတ်ပြီနော်အဲ့တော့နှစ်အမြောက်၄က၈၁လီစိတ်၈စိတ်ဖြစ်ပါတယ်၁လီစိတ်၈စိတ်ဆိုတော့တသမကိန်းနဲ့ပေါ်ပြခြင်းဘယ်လိုလေးလဲဟိဟုတ်ပါတယ်3ညတသမ၈ဖြစ်ပါတယ်ရှင် အရောင်း3.2တသမ2ဆိုတာက40လီစိတ်20စိတ်ဒါ20စိတ်ဒါကြောင့်မလို့8ဆိုတာကလည်း40လီစိတ်8စိတ်ဆိုတာကလည်း3.2တသမ8ပွန်ဒါကြောင့်မလို့ဒီချေရူရဲ့အဖြစ်ဒီချေရူဘယ်နှလီတာရမလဲဟဲ့3.2တသမ8လီတာရမှာပေါ့နားလည်ပါသလား ်ဟုတ်ကဲ့အဲ့ဒါကိုဒီချေတို့ကဒီတငယ်ချင်းလေးနီနီတွက်သွားတာလေးကိုဒီချေတို့ဒီညာဘက်ကပုံမှန်ရှိတဲ့ကွက်လက်တီကိုဖြည့်ပြီးတော့တုံညာတသမာ2အမြောက်4နဲ့2အမြောက်4တို့ရဲ့ဆက်သွယ်ချက်ကိုတစ်ချက်လောက်ရှင်းပြပေးမယ်နော်ဟုတ်ပြီအဲ့တော့ဒီချေတို့လိုချင်တာကဘာလေးလဲဒီချေတို့ရဲ့ညီမချင်းကဘာလေးတုံးဟိဟုတ်ပါတယ်တုံညာတသမာ2အမြောက်4ကိုလိုချင်တာပါအဲ့ဒီတုံညာတသမာ2အမြောက်4ရဲ့အဖြေကိုရှာဖို့အတွက်ဒီချေတို့က2အမြောက်4ရဲ့အဖြေကနေသွားရှာခဲ့တယ်လीအ မှတ်မိလားအဲ့တော့ teacher တို့3.2ရဲ့အဖြေကိုလိုချင်နေဆိုရင်3.2အမြောက်4ရဲ့အဖြေကိုလိုချင်နေဆိုရင်3.2ကို2ဖြစ်အောင်လုပ်လိုက်တယ်ဒသမအမှတ်ကလေးသားတို့တမလို့ရင်ဘယ်နဲ့နေရလဲဟဲ့ဟုတ်ပါတယ်ညာဘက်ကိုတနေရယူသွားပါတယ်နော်အဲ့တော့ညာဘက်ကိုတနေရယူရဲ့ဆိုဒါဘယ်နဲ့စလုပ်လိုက်တာလဲစေစာလုပ်လိုက်တာပါနော်ဒါကြောင့်မလို့3.2ကိုစေစာလုပ်တော့2ရအောင်ဟာပေါ့အဲ့တော့4က4ပဲအဲ့တော့2 4 4က8စေစာလုပ်ထားတဲ့အတွက်ကြောင့်မလို့ teacher တို့ဘာပြန်လုပ်ပြရလဲ ဲဆိုတော့7ဘိုင်း2ဘိုင်းရန်လုပ်ပြရပါတယ်။ရမလား?အဲ့တော့7ဘိုင်း2ဘိုင်းလောက်တော့ဒသမအမှတ်ကလေးကနော်ဘယ်ဘက်ကိုတနည်းအားရွေသွားမယ်ဒါကြောင့်မလို့တို့ရဲ့အဖြေက3.8ဒသမ8ရရပေါ့။အဲ့တော့တုံညာတသမရှစ်ကို10စားလို့ရင်10အဲ့ဒီလိုပဲရှစ်ကို10ဘိုင်း2ဘိုင်းပြန်လို့တော့တုံညာတသမရှစ်ပေါ့နားလည်ပါပြီလားဟုတ်ပြီအဲ့ဒီပုံစံအတိုင်းနဲ့ဒီကျေရူတွေဘာလို့ကြမလဲဆိုတော့ညောက်ကြမယ်နော်ဟုတ်ပြီနော်တသမဂိန်းလေးတွေကိုတို့တွေ မြောက်ပြီးတော့အပြည့်ကိန်းတစ်ခုနဲ့မြောက်ပြီးတော့မှအပြည့်ရှာကြမယ်။ဟုတ်ပြီအားဆိုလို့ရှိရင်ဒီကျေတို့နံပါတ်30ထွက်ကြရအောင်ပါ။မင်းတို့ရဲ့တင်ချောက်တက်တဲ့စာအုပ်ထဲမှာဒီကျေကို30ပုံမှန်လို့တက်ပြပါရှင်။ Okay ။အဲ့တော့ဒါတို့တမလို့ရအောင်ဆိုဒါလေးကိုဒီကျေပြန်ယူပေးမယ်နော်။ ဟုတ်ပါပြီ။ဒါဆိုရင်30ပုံမှာကာကြီးခုနကနီးနေဒူရီအတွက်ကြည့်ပါမယ်။30ပုံမှာကာကြီးခြေပု္ပ္ပာလီကူပါပြီရှင်။၃ညတသမ၄အညောင်းနဲ့ဟုတ်ပြီတွက်ဖို့အတွက်ပြန်ကူရေးမယ်နော်ဒါကြောင့်ကြော်ပြီးပြန်ရေးလိုက်မယ်၃ညတသမ၄အမြောင်းနှစ်ကိုတွက်မယ်ဆိုလို့ရှိရင်ဒီချေတို့ကဒီ၃ညတသမ၄ကိုမလုပ်သေးရမယ်အဲအပြေကင်းဖြစ်သွားအောင်လို့တို့တွေက၁၀စားလုပ်လိုက်မယ်၁၀စားဆိုတော့အမြောင်း၁၀ပေါ့ ဟုတ်ပြီနော်အဲ့ဒီတော့ဒါအညတ်တစ်ကျေစာစေသားလောက်တာလေသူ့ကိုစေသားလောက်လိုက်ရင်တသမအမှတ်ကလေးကမလုပ်သွားမှလဲညာဘက်ကိုတနည်းအားယူသွားတော့လေးဖြစ်သွားတာပေါ့နော်အညအဲ့တော့ဒီတိချက်အဝါရောင်နဲ့လှုပ်ထားတဲ့ညာလေးကိုမင်းတို့ကထည့်စရာမလိုပါဘူးအပြာရောင်နဲ့ရေးထားတာမှန်တယ်များတော့အတူတူလိုက်ရေးရမယ်နော်အဲ့တော့ဒီဘက်ကနှစ်ကပြောင်းလဲမှုမရှိဘူးနှစ်အဲ့တော့လေးနဲ့နှစ်နဲ့ညောင်းလိုက်တော့ဒိနဲ့လေးရှစ်စေသားလောက်ထားတဲ့အတွက်ကြောင့်မလို့ဒီချေတို့ဘာပြန်လုပ်မလဲ၁၀ပိုင်းတစ်ပိုင်းပြန်ပြောင်းပေးရမယ်လीနော်ဟုတ်ပြီနော်โอเค၁၀ပိုင်းတစ်ပိုင်းဒါကြောင့် လို့10ပိုင်းတစ်ပိုင်းပြန်လို့တော့ဒီ6ကလေးမှာရှိတဲ့ဒသမအမှတ်ကလေးကဘယ်ဘက်ကိုတဏှာပြန်ယူသွားပါမယ်ဒါကြောင့်မလို့သူတွေရဲ့အဖြေကဘယ်လောက်ရမှာတော့ဟိ3ညဒသမ8ဟုတ်ပြီနော် okay အဆိုလို့ရှိရင်နံပါတ်ခါကိုတက်ကြရအောင်3ညဒသမ5အညာ9ကဲဒါတို့တမလို့ရလာတွေ့ကြမယ်ဟိတွေ့ဖို့တွေ့ပြန်ကူရေးပါပြီ3ညဒသမ5အညာ9 အညီလေးထိုးတာဟဲ့အဲ့တော့တုံညာတသမ5ကိုဒီကြာပြေကင်းပြအောင်လုပ်ချင်းတော့30နဲ့ညောင်းလိုက်ပေါ့စေစားလုံးလိုက်မယ်ဒါဆိုရင်ဘာဖြစ်သွားလဲဆိုရင်9အညောင်းဒါလေးက9ပေါ့9ခန်းဒီဘလောက်လဲဟဲ့35စေစေသားလုတ်ထားတဲ့အတွက်ကြောင့်မလို့ဒီချေတို့10ဘိုင်း2ဘိုင်းပြန်လုတ်ပေးရအောင်10ဘိုင်း2ဘိုင်းပြန်လုတ်ပြီးတော့နော်တသမလေးကိုဘယ်ဘက်ကိုပို့လိုက်တော့တို့ရဲ့အဖြေဘယ်လောက်ရမှာလဲ3.5ဖြစ်ပါတယ်နော်ကြပါပြီလား โอเค แกอ่ะဆိုလို့ရှင်ဒီချေတို့နမကငင်တွေ့ကြရအောင်မလာနံပါတ်ကငင် ။နမကငယ်ပု္ပ္ပစာကလေးကိုပါပြီ။နမကငယ်က၃ညတသမ၈အမြောက်၆ဟုတ်ပြီရှင်တွက်ပါမယ်။၃ညတသမ၈အမြောက်၆အညီ။အဲ့တော့၃ညတသမ၈ကိုဒီချေလို့မလုပ်ကြမလဲ။စေစားလုံးမယ်အမြောက်၁၀။အဲ့တော့၃ညတသမ၈ကဘာဖြစ်သွားလဲဟိ၈ဖြစ်သွားပါတယ်။အမြောက်ကအမြောက်၆က၆ဟုတ်ပြီရှင်၅လီ၄၈၆လီ၄၈စေစားလုံးထားတဲ့အတွက်ကြောင့်မလို့သူတွေ၁၀ပိုင်းတစ်ပိုင်းပြန်လုပ်ပေးကြရအောင်။နော်ပြောင်းလိုက်တော့၁၀ပိုင်းတစ်ပိုင်းလုပ်တော့သမအမှတ်က ကလေးကဘေးဘက်ကိုတနည်းအားရွေဒါကြောင့်မလို့တို့ရဲ့အပြေဘယ်လောက်ရမလဲ8.8ပွန် ဟုတ်ပြီကငယ်ပြီးတော့ဒါကြီးကဲနမကကြီးက3တသမ4အမြောက်4ဟုတ်ပြီတွက်ဖို့တွက်ပြန်ကူရေးပြီဟဲ့3တသမ4အမြောက်4အညီ3တသမ4ကိုဒီချေတို့ဘာလို့ကြည့်မလဲစေသားလုံးလိုက်ပါရှင်စေသားလုံးလိုက်တော့ဘယ်လောက်ရမလဲ4ရမှာပေါ့ဒီဘက်က4က4ပဲ4လေးလီဘယ်လောက်လဲဟိ16စေသားလုံးထားတဲ့အတွက်ကြောင့်မလို့ဒီချေတို့ဘာပြန်လုံးပါလဲစေပိုင်းတစ်ပိုင်းပြန်လုံးပါမယ်ရှင်ဒါကြောင့်မလို့အဖြေဘယ်လောက်ရမလဲဟိဟုတ်ပါတယ်တသမ6 ောက်ဖြစ်ပါတယ်နော်။ဟာပါပြီနော်။ဟုတ်ပြီနောက်ဆိုရင်နံပါတ်၅ဒီဂျစ်တီအောက်မှာပဲတက်လိုက်ပါမယ်။နံပါတ်၅နံပါတ်၅ပုံစံလေးက၃ညတသမ6အမြောက်5ဖြစ်ပါတယ်ရှင်။တွက်ဖို့တွက်ပြန်ရည်ပြီ၃ညတသမ6အမြောက်5ဟုတ်ကဲ့ရှင်။ကဲအဆိုလို့ရှိရင်၃ညတသမ6ကိုဒီချေတို့က10ဆလုပ်ပါပြီ။ဟုတ်ပြီအဲ့တော့3.6ကို10ဆောင်းလုံးလိုက်တော့6ဖြစ်သွားတာပေါ့6အမြောက်5ပေါ့ ဟောဒီပုံမှာအညီလေးထူအောင်ပါလေနော်အဲ့တော့6 9လီဘယ်လောက်လဲဟိ30ဖြစ်ပါတယ်အဲ့ဒီ30ကိုစေစားလောက်ထားတဲ့အတွက်ကြောင့်မလို့ဒီချေတို့7ဘိုင်း2ဘိုင်းပြန်လုပ်ပါပြီဒါကြောင့်မလို့ဒီချေတို့ရဲ့အဖြေကဘယ်လောက်ရအောင်လဲဒါလို့တမလို့ဒီချေကို comment လေးမှာရေးပြပါအောင်နော်ဟုတ်ပါပြီအားဆိုလို့ရှိရင်ဒီချေတို့ဒီဗီဒီယိုလေးကိုဒီနေ့မှခဏရက်မယ်2ဘိုင်းရက်လိုက်မယ်နော်နောက်ဗီဒီယိုကြရင်ကြံတွေ့ကြရအောင် bye bye